မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပင့်နေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာအဒီနေ့ဦးမင်းအွန်လိုင်း business စီဝေးသွားတာအလုံးသိပဲနော်ထိုင်းနိုင်ငံကဥက္ကဋ္ဌအဖြစ်နဲ့ဆောင်ရွက်ပြီးတော့အဲဦးမင်းအွန်လိုင်းကိုနော်နာဆာကဥက္ကဋ္ဌဦးမင်းအွန်လိုင်းကိုအထိုင်းနိုင်ငံကိုဖိတ်ကြားတယ်ပေါ့ အဲ့တော့ Omen Online လို့အဖွဲ့အခုဆိုလို့ရှိရင် Binstack စီဝေးတက်နေပါပြီအဲ့တော့ဒီချင်းရနဲ့ပတ်သက်ပြီးတော့အဲဘယ်လိုခေါ်မလဲကျွန်တော်တို့ကောင်းကျိုးဆိုးကျိုးနောက်တစ်ခုကအကျိုးအမြတ်အဲ Omen Online နဲ့ဒီ NASA ကအတွက်ဘာတွေအကျိုးအမြတ်ရှိသလဲနော်နိုင်ငံတော်အတွက်ဘာတွေအကျိုးအမြတ်ရှိသလဲခင်ဗျားတို့ရဲ့ဒီတော်လန်ရေးဆိုတဲ့တော်လန်ရေးအုပ်စုတွေအားလုံးအတွက်လည်းဘာတွေအကျိုးအမြတ်တွေပေါ့နော်ရှိသလဲဆိုတာလေးသုံးသပ်ပြချင်တယ်ဗျအဲ့တော့ပထမဆုံးတစ်ချက်အနေနဲ့အဲ Omen Online ဒီ တန်တမန်ရေးရပေါ့တန်တမန်ရေးရနဲ့ပတ်သက်လာလို့ရှိရင်ခြေတလန်းနှစ်လန်းချုံထပ်သွားပါပြီအဲ့တော့ခင်ဗျားတို့ NUG နဲ့ NASA ကနေအခုဆိုရှင်ဒီတရားဝင်မှုအားပြိုင်နေတဲ့အချိန်မှာဦးမင်းအွန်လိုင်းဒီခင်ဗျားတို့ထက်ခြေနှစ်လန်းသုံးလန်းမကအောင်ခြေဆယ်လန်းလောက်ဆိုးသွားပြီဆိုတော့ခင်ဗျားတို့ဝန်ခံရလိမ့်မယ်တနည်းအားဖြင့်ခင်ဗျားတို့ဒီ NUG အစိုးရဒီလုံးဝလုံးဝဒီတန်တမန်ရေးရမှာအဆက်ကွဲသွားပြီလို့ပြောလို့ရပါတယ်အဲ့ဒီတော့ကြောင့်မလို့ အဲဥမေ online ဒီ regional leader လို့ခေါ်တာပေါ့ဒါ global leader တော့မဟုတ်သေးပါဘူးเนาะအဲ global level တော့မဟုတ်သေးဘူးဒါ regional level မှာတော့ဥမေ online ဒီအခု bin step ဆိုရဲဒီ regional ပေါ့ regional ဒီ country နိုင်ငံတွေပေါ့ဒီနိုင်ငံတွေ ਨੇ အခုဆိုလို့ရှိရင်ကျွန်တော်တို့တန်တမာရေးဆက်သွယ်မှုတွေဆောင်ရွက်လာတဲ့အတွက်ကြောင့်မို့လို့ဥမေ online ရဲ့ဒီတန်တမာရေးအောင်မြင်မှုဟာဆိုလို့ရှိရင်တော့အဲကျွန်တော်တို့တကယ်ကိုအားရစရာပါခင်ဗျာเนาะအထို့သူဥမေ online ကဒါကျွန်တော်တို့ bin step နဲ့ ဖွင့်တယ်နောက်တစ်ခုကရှိသေးတယ်ဒီ Mekong Sub Region လို့ခေါ်တာဟုတ်အဲ့ဒီမှာလဲဒါကျွန်တော်တို့ Vietnam တို့ Cambodia တို့ Laos တို့နော်အဒီလိုနိုင်ငံတွေအားလုံးနဲ့လဲဒီ regional level မှာတော့အဲ Umen Online ရဲ့နိုင်ငံရေးဒီကျွန်တော်တို့တန်တမာရေးခြေလှမ်းတွေကအရန်ကိုတွက်လာပါတယ်တွက်လာအတွက်ကြောင့်မလို့အခုလိုမျိုး regional leader တွေရဲ့ဒါတန်တမာရေးတမန်ရေးဆက်ဆံမှုတွေကြောင့်ဘာတွေအကျိုးဖြစ်ထွန်းနိုင်လာနိုင်တယ်လဲဆိုတဲ့ခါကြတော့ Umen Online တို့အနေနဲ့အခုဆိုရင်တဖြည်းဖြည်းနဲ့တရားဝင်မှု ဆိုတဲ့ဒီအားပြိုင်မှုမှာပေါ့နော်တရားမဝင်မှုဆိုတဲ့အားပြိုင်မှုမှာခြေလန်းနေတာလာပါပြီခြေလန်းနေတာလာတဲ့အပြင်ကိုရှေ့လျှောက်ပေါ့အဲကျွန်တော်နောက်ထပ် level တစ်ခုသွားမယ်ဟေ့ဆိုရင်အာဆီယံ level ကိုသွားဖို့လိုအပ်လာမယ်အဲနောက်တစ်ခုဒီ global level မှာဆိုလို့ရှိရင် UN ပေါ့ United Nation မှာဒါဒီနှစ်စင်ကတော့ဆက်လန်းဖို့လိုနေသေးတယ်အခုချိန်မှာ regional level မှာတော့အဦးမေအွန်လိုင်းလုံးဝအောင်မြင်သွားပြီလို့ပြောလို့ရတယ်အဲတော့နောက်တစ်စင်အနေနဲ့အာဆီယံ level ကိုဆက်သွားပါလိမ့်မယ်အဲ့တော့အာဆီယံ level နဲ့ပတ်သက်လာလို့ရှိရင်လည်း ကိုယ့်ရဲ့ဒီပေါ့ဒီ regional level ထဲမှာအကုန်လုံးမှာအာဆီယံနိုင်ငံတွေပါတာ哦အဲ့ဒီမှာပါဆိုကမ်ဘောဒီးယားပါတယ်လာအိုစ်ပါတယ်ထိုင်းလန်ပါတယ်ဗျာနော်ဗီယက်နမ်ပါတယ်ဒီလိုနိုင်ငံမျိုးတွေတိုင်အတိုင်းတိုင်းထိတွေ့ဆက်ဆံနေတဲ့အတွက်ကြောင့်မလို့ဒီအာဆီယံ level ကလည်းနောက်တစ်ဆင့်တက်လာမဲ့ level ဆိုမှအရင်ကြီးခက်ခဲတဲ့ level တော့မဟုတ်တော့တော့ဘူးလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်။အဲ့တော့ Umen Online ဒီဒီတန်ရေးတမန်ရေးဆက်ဆံရေးပေါ့နော်။အတန်တမန်ဆက်ဆံရေးနဲ့ဒီကျွန်တော်တို့ရင်းဝ isolation လို့ခေါ်တဲ့ကျွန်တော်တို့ဒီဟို ဖယ်ကျင်ထားခံရမှုဟာအခုဆိုလို့ရှိရင်တော့ခြေဖြတ်နိုင်ပြီလို့ပြောလို့ရတယ်အဲ့တော့တဖက်ကဒါတန်ရေးတမန်ရေးအောင်မြင်နေမိမဲ့လဲစီရေးမှာတော့ရုန်းကန်နေရတာတော့ရှိတယ်အဲ့တော့အကယ်၍ဒါဥမင်း online နောက်ခုဒီ regional level လို့ခေါ်တဲ့ဒီ base step နောက်တစ်ခုကအဲကျွန်တော်တို့ make concept region အဲဒီ regional level တွေမှာအောင်မြင်ထားတဲ့ဥမင်း online နောက်တစ်ဆင့်တက်ဖို့ဆိုလို့ရှိရင်တော့ဥမင်း online လို့နေနဲ့ပြည်တွင်းမှာ democracy အသင်ပြောင်းရေးတွေเนาะကျွန်တော်တို့ဝေကောက်ပွဲတွေဒါတွေကို တည်တည်ချာချာနဲ့နိုင်ငံကောက်ချပြနိုင်မယ်ဟေ့ဆိုလို့ရှိရင်တော့မကြခင်ကျွန်တော်တို့ပုံမှန်အခြေအနေလို့ခေါ်တဲ့ဦးသိန်းစိန်လက်ထက်ဒေါအောင်ဆန်းစုကြည်လက်ထက်တို့ကပုံစံမျိုးကိုပြန်လည်ပြီးတော့ရောက်ရှိလာနိုင်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့အဲခင်ဗျားတို့အဲဒီပေါ့အဲတက်မလို့အားပေးထောက်ခံသူတွေရောပဲတိုင်းပြည်ကိုငိမ့်ချမ်းလို့ငိမ့်ချမ်းစေခြင်းသူတွေအားလုံးအားလုံးအတွက်လည်းဒါကအဲတနည်းအားဖြင့်အားရစရာကိစ္စတစ်ခုပါပဲခင်ဗျာနော်အဲ့တော့ဦးမင်းအွန်လိုင်းနေနဲ့အခု base stack ကပြန်လာလို့ရှိရင် အဲသူအနေနဲ့ဆောင်ရွက်စရာတွေရှိတာပေါ့အဲ့ဒီဆောင်ရွက်မှုတွေကသူခရီးပေးထားတဲ့အတိုင်းရွေးကောက်ပွဲကိုသာကျင်းပနိုင်ခဲ့မဲ့ဟေးဆိုလို့ရှိရင်တော့အာဆီယံရဲ့ကျွန်တော်တို့အသေးမပြုံကိုပြန်ရလာမှာဖြစ်သလို EU တို့နော်ဒီစီးပွားရေးနဲ့ဆက်ဆက်တော့အကျိုးစီးပွားနဲ့ပတ်သက်တော့ဒါပူပေါင်းဆောင်ရွက်မှုတွေ EU တို့အမေရိကတို့နဲ့လည်းဆက်လက်ပြီးတော့ရောက်ရှိလာမှာဖြစ်တယ်လို့သုံးသပ်လို့ရတယ်အဲ့တော့မြန်မာနိုင်ငံရဲ့ဒီနိုင်ငံရေးအောင်မြင်မှုနော်ဦးမင်းအွန်လိုင်းတို့ဒီ NASA ကနဲ့ခင်ဗျားတို့နိုင်ငံကိုတည်ငြိမ် agent လို့သူတွေတက်မတော်ရဲ့ နိုင်ငံရေးခြေလှမ်းတွေကတော့အောင်မြင်မှုတွေကတော့အဲဘာကောမစတဟုံတို့တိုးတက်လာတာကိုတွေ့ရတယ်အကယ်၍သာရွေးကောက်ပွဲသာကျင်းပနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့တေချာပါတယ်ကျွန်တော်တို့ global level ကိုပြန်ရောက်လာပါလိမ့်မယ် regional level ကတော့ကျွန်တော်တို့လုံးဝလုံးဝအကြည့်လို့ဆိုတဲ့သိရမလားအောင်မြင်ခြင်းကိုရသွားပါပြီအဲ့တော့ကျွန်တော်တို့ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါမဲ့ဦးမေအွန်လိုင်းမှာစိန်ခေါ်မှုတွေရရှိနေတယ်အဲ့ဒီစိန်ခေါ်မှုကဘာလဲဆိုရှင်ပြည်တွင်းစစ်ပြည်တွင်းလက်နက်ကင်စုပုံကြောက်တောင်းညမ်းမှုအဲဒါတွေကိုတော့ ဦးမင်း online အနေနဲ့စီရေးမအောင်ရင်လို့ရှိရင်တော့ဆနာကနောက်ထပ် level တစ်ခုကိုထပ်တက်မဲ့နေရာမှာဘလို့မှတက်လို့ရမှာမဟုတ်ဘူးအဲ့တော့အဲ့ဒီအတွက်လည်းဒီကျွန်တော်တို့ပြည်တွင်းလက်နက်ကိုင်းသဘုံအားလုံးဒီအားလုံးဒီပေါ့နော်တို့ရဲ့စီရေးရှင်မှန်းချက်တွေအောင်မြင်ဖို့မတရားမတရားကိုဖိအားပေးပြီးတော့အသေးခံတိုက်နေတာကြီးတွေ့ရတယ်ကျွန်တော်ဒီစီရေးမှာတော့အာယုံကန်နေရတိုင်းတာဖြစ်တယ်တော့ဘာတော့ယုံကန်နေရတာပဲရှိပါလေအာကျွန်တော်တို့အနှိမ့်ဘက်ရောက်သွားတယ်လို့တော့ပြောလို့တော့မရပါဘူးအခုကျွန်တော်တို့ ညောင်ကျိုးပေါ့ကျွန်တော်မနေ့ကလည်းပြောထားတယ်ညောင်ကျိုးစခန်းပေါ့ညောင်ကျိုးရွာမှာစောက်ထားတဲ့ဒီစစ်တပ်ရဲ့ကာကင်းစခန်းနေအားလုံးအားလုံးကကျွန်တော်တို့အဲရန်သူလက်ထက်ကိုရောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ညောင်ကျိုးညောင်ကျိုးရွာဟာကျသွားပြီလို့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့ညောင်ကျိုးနဲ့၄မိုင်အကွာမှာထပ်ပြီးတော့စစ်တပ်ကခန်းစစ်ခုခံစစ်ဆင်ပြီးတော့ဘယ်လိုခေါ်မလဲဆိုရှင်စစ်သွေးရတဲ့ပုံတွေကိုဆက်လက်တိုက်ပွဲဝင်ဖို့စီစဉ်ထားတာတွေရှိတယ် အဲ့တော့ညောင်ကျိုးကအဖြေတော့မဟုတ်ပါဘူးနော်ညောင်ကျိုးကျော်လို့ရှိရင်ကျွန်တော်နောက်ထပ်၄မိုင်လောက်မှရှိရရှုကင်းသာဘက်ကိုထပ်ပြီးတော့နော်ရှုကင်းသာလို့ဆင်လန်လို့ရှိပါသေးတယ်အေးအဲ့ဒီကနေပြီးတော့အဲ့ဒီနေရာလေတို့ဆက်ကြော်အောင်ပါပါအေးအဲ့ဒီနေရာကတော့ကျွန်တော်တို့ဒီကပ္ပစာကြီးတွေအသက်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ရှုကင်းသာရဲ့ရှေ့ကိုဆက်သွားမယ်ဟိဆိုလို့ရှိရင်တော့မြေရမြေပြန့်လို့ဖြစ်သွားပြီအဲ့ဒီရှုကင်းသာဘောလှမ်းကြည့်မယ်ဆိုပြေမျိုးထိမြင်ရတယ် ကပ္ပစဆက်ယုံတွေကအတိုင်းသားနေရတယ်တောင်အောက်စင်းစာစင်းလာစရာမလိုပဲနဲ့တောင်ပေါ်ကနေပြီးလှမ်းပြေနေအောင်ပါပဲကျွန်တော်တို့ဒီကပ္ပစဆက်ယုံကြီးတွေဟာအနေရရှိနိုင်တယ်အဲ့ဒီအတွက်ကြောင့်မလို့တော့ဒါပေမဲ့အောက်စင်းရင်တော့သိချတယ်ဒီစေသွေးကြသဘုံတွေအားလုံးတော့အသိဉာဏ်ဖြစ်သွားနိုင်တယ်ဘာကြောင့်လဲဆိုတော့အောက်မှာကရွာတွေအားလုံးကစိတ်စိတ်ရှိအောင်ရွာတွေစိတ်စိတ်ရှိရှုခင်းတာအောက်ကိုစင်းလာမယ်ဆိုကျွန်တော်တို့ရွာတွေညောင်ခြေတော့နားထီကရွာတွေအားလုံးရှိတယ်ဒီရွာတွေအားလုံးမှာကြေးရွာအခြေကျအခြေဆိုင်ပေါ့ကျွန်တော်တို့လုံခြုံရေးတွေစီမံဆောင်ရွက်ထားမယ်ဆိုလို့ရှိရင်တော့ ကပ္ပစာစေယုံကြီးတဲ့အားလုံးလုံးကြုံနေဦးမှာဖြစ်ပါတယ်အခုတော့ကျွန်တော်တို့ဝန်ခံမှာတော့တေချာတယ်ညောင်ကျိုးရဲ့ညောင်ကျိုးစခန်းရဲ့နောက်ဆုံးကာကင်းစခန်းဖြစ်တဲ့ချင်းကုန်းဟာမနေ့ကညကပဲနောက်ဆုတ်ပေးလိုက်ရပါပြီနောက်ဆုတ်ပေးလိုက်တော့ကျွန်တော်နောက်ထပ်ကာကင်းစခုထပ်ပြီးတော့တမလို့ကခုခံနေတယ်ပေါ့ဗျာနော်အဲ့တော့စောင့်ကြည့်အောင်ပါပါအဲ့တော့ဒီအုတ်ရှစ်ပင်တို့ညောင်ချရောက်တို့ဘရောင်းတို့မှာရှိတော့ပြည်သူတွေကလည်းရှောင်းတဲ့သူလည်းရှောင်းပြည့်တဲ့သူလည်းပြည့်ဟလာတိုက်မယ်ဆို ိုတဲ့သူလည်းတိုက်မယ်ပေါ့ဗျာနော်အေးအဲ့လိုမျိုးတွေတော့ရှိနေပြီအရန်ကြီးလည်းစိတ်မပူပါတော့မှသူတို့တပုံအနေနဲ့ကြော်လာဖို့ကနောက်တစ်ဆင့်ချမ်းပါသေးတယ်နော်အဲ့တော့ဦးမင်းအွန်လိုင်းအနေနဲ့နိုင်ငံတကာတန်ရေးတမန်ရေးတွေမှာနော်ဒီနိုင်ငံတော်အတွက်ဘလို့ကြီးပဲစ조사နေစ조사နေစီရေးမှာဒီစိန်ခေါ်မှုကိုကြီးကြီးမားမားကိုမကြော်လွှားနိုင်လို့ရှိရင်တော့အဲကျွန်တော်တို့မလွယ်ပါဘူးအဲ့တော့ဒီတော်လိုင်းရေးအုပ်စုတွေကလည်းသူတို့တက်ကဘဝကပြတ်တော့မှာ NUG ကလည်းဘဝပြတ်မှာဘာကြောင့်လဲဆိုတော့ အဲသူတို့ဒီပေါ့သူတို့ကြုံသွားတာ NASA ကဒီတရားဝင်အစိုးရမဟုတ်ပါဘူး NUG တရားတရားဝင်အစိုးရဆိုပြီးတော့နိုင်ငံတကာမှာပတ်ပြီးတော့တရားဝင်မှုကိုရဖို့စ조사နေဘယ်လောက်ထိများအကြံကြီးခဲ့တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီစကိုင်းရယ်မကွေးရယ်မန္တလေးရယ်နယ်မြေတွေကိုလွတ်မြောက်နယ်မြေလုတ်ပြီးတော့အဲဒီလွတ်မြောက်နယ်မြေပေါ်မှာအခြေခံပြီးတော့ NUG ကအစိုးရလုပ်မယ်ပြီးရင်ကျုံမုံထုံးက UN ကိုယ်စားလှယ်ဖြစ်နေတင်ပြီးတော့သူတို့ကိုနိုင်ငံတကာအသိအမှတ်ပြုမှုရအောင်လို့သူတို့စူးစမ်းမဲ့ အကြံစီတွေရှိခဲ့တယ်။သို့ပါတော့လည်းပဲအဲသူတို့ရဲ့ဒီနိုင်ငံတကာမှာတရားဝင်ခွင့်ချန်စီကတော့ဘယ်နေရာမှာမှမအောင်မြင်မဲနဲ့ပျက်စီးသွားပြီဖြစ်တယ်။အကယ်၍သာအဲဥမင်းအွန်လိုင်းနေနေပေါ့နော်။အဲကျွန်တော်တို့ဒီရွေးကောက်ပွဲကိုကျင်းပနိုင်ခဲ့မယ်ဟဲ့ဆိုလို့ရှိရင်တော့သွားပြီ။ခင်ဗျားတို့ NUG ဟာလုံးဝမြောင်းနေရောက်မှာဖြစ်တယ်။တို့တူပဲဒီလက်နက်ကင်သဘုံနဲ့အားလုံးရဲ့ညီကောင်ကလည်းချုပ်သွားမှာဖြစ်တယ်။အဲ့ဒီတော့ကြောင့်မို့လို့အဲခမားတို့ရဲ့အတွက်လည်းဥပမာလင်းပြောရရင်တော့ဒီပေါ့စစ်သွေးကြတွေအားလုံး ခင်ဗျားတို့အတွက်လည်းဒီတကွေ့ဟာအရေးကြီးတဲ့ကွေ့ဖြစ်ပါလိမ့်မယ်နော်အရေးကြီးတဲ့ကွေ့ဖြစ်ပါလိမ့်မယ်အဲ့တော့ NASA ကဥက္ကဋ္ဌကြီးဦးမင်းအွန်လိုင်းနဲ့ဒီ NASA ကပေါ့နော်ကျွန်တော်တက်မလို့အားလုံးအတွက်ကလည်းဒီတကွေ့ကအရန်ကိုအရေးကြီးတဲ့ကွေ့ဖြစ်ပါတယ်အဲ့တော့ဒီတကွေ့ကိုအားလုံးဘသူကကြော်လွှားသွားနိုင်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပေမဲ့နော်အဲကျွန်တော်တို့ကတော့တက်မလို့ကြော်လွှားသွားနိုင်မယ်လို့ယုံကြည်နေသေးပါဘာကြောင့်လဲဆိုရှင်အခုချိန်အထိအဲစည်ရဲနေပယ်ရရက်ကိုကျွန်တော်ကြည့်တဲ့အခါမှာ အားလုံးကတော့ ထိမ့်ချုပ်ထားနိုင်တာတွေ့ရတယ်။အဲချွင်းချက်အနေနဲ့ပေါ့အခုဒီ AA နဲ့တိုက်နေတဲ့ဒီတိုက်ပွဲတွေဒီကြလိရင်ထိမ့်ချုပ်ကအရန်ကိုခက်ခဲတဲ့အခြေအနေမျိုးတွေဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ဒီ NASA ကအကြီးကဲဥက္ကဋ္ဌများခင်ဗျားတို့ဒုလောဒုလောအဖြစ်ရှာဖို့အရန်ကိုလိုအပ်ပါပြီ။ဟုတ်ပါတယ် AA နဲ့ပတ်သက်လာလို့ရှိရင်တော့ကျွန်တော်တို့အဲတက်မလို့နော်ဒီထိမ့်စီမံကုတ်ကဲမှုတွေမှာဘာတွေလိုအပ်နေလဲဘယူဟာတွေမှာဘာတွေလိုအပ်နေလဲဆိုတော့ခင်ဗျားတို့စစ်စစ်ဖို့လိုနေပါပြီ။အဲ့တော့ဒီအခု bin step မှာ ဘေးစက်အစည်းအဝေးမှာထိုင်းနိုင်ငံမှာကျင်းပနေတဲ့ပွဲမှာဦးမင်းအောင်လိုင်းတို့သွားတက်နေပြီဖြစ်တယ်။အဲ့တော့အဒီနေရာမှာဘယ်လောက်ထိလဲဆိုလို့ရှိရင်အဲ့ဒီကနေဘာအကျိုးပြည့်တွေရလာနိုင်တယ်လဲဆိုလို့ရှိရင်ဒီစွမ်းအင်နောက်တစ်ခုကတိဆောက်မှုစတဲ့ဒါမျိုးကရင်းနှီးမြှုပ်နှံမှုတွေအများကြီးရလာနိုင်တယ်။ဒီရင်းနှီးမြှုပ်နှံမှုကနေမှတဆင့်ကျွန်တော်တို့ regional level မှာရှိနေတဲ့အစိုးရတွေအားလုံးရဲ့ တာငင်းတမငင်းဆက်ဆံမှုတွေကိုပြန်ရလာလို့ရှိရင်မြန်မာနိုင်ငံမှာစီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေဆက်လက်ပြီးရလာမှာဖြစ်သလိုအဲ့ဒီကမှတစ်ဆင့်နောက်ထပ်ကမ္ဘာခေါင်းဆောင်တွေဖြစ်တဲ့ကမ္ဘာနိုင်ငံကြီးတွေဖြစ်တဲ့ရုရှားလိုလိုတရုတ်တို့လိုအိန္ဒိယလိုလိုဒါမျိုးပတ်သက်ထားတဲ့နိုင်ငံမျိုးတွေချောင်းလဲမြန်မာနိုင်ငံရဲ့ဒီကျွန်တော်တို့တာငင်းတမငင်းဆက်ဆံရေးကျွန်တော်တို့လုံနိုင်စရာတစ်ခုပဲလိုပါတော့တယ်အဲ့ဒီလုံနိုင်စရာတစ်ခုကအဲ့ဒီတစ်ဆင့်ကိုကြော်လိုက်မယ်ဟေ့ဆိုလို့ရှိရင်တော့အရာရာဟာပုံမှန်ပြန်ဖြစ်သွားပြီးတော့စစ်သေးကြများသည်လုံးဝမြုပ်ပေါ်ပြန်မရောက်နိုင်တော့เนาะ ဒီလက်နက်ကင်တောခုံမှုကိုပဲဥတည်သွားစေပါတော့မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တမိုင်းမှာလည်းရှိခဲ့ပါတယ်နော်။ community party ဟာရင်းဝမ်းမြေပေါ်ပါတီပါ။နောက်ပိုင်းမြေအောက်ဆိုတဲ့ဒီလက်နက်ကင်လမ်းစဉ်ကိုဆွဲသွားတဲ့အခါမှာတော့လက်နက်ကင်လမ်းစဉ်နဲ့ပဲသူတို့နောက်ဆုံးပိတ်တော့မြေပေါ်မှာမရှိတော့မယ်လုံးဝမြေအောက်ကနေပြန်တက်မလာတော့အဆင့်ကိုရောက်သွားပြီးတော့ NUG နဲ့ဒီကျွန်တော်တို့ဒီ PDF အုပ်စုတွေဒီလက်နက်ကင် အုပ်စုတွေကတော့မြေအောက်မှာပဲဆက်လက်ပြီးတော့ရှိရမယ့်အခြေအနေမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ီတခွေ့မှာတော့ကြည့်ရပါလိမ့်မယ်နော်အဲ့တော့ဦးမင်း online နေနဲ့နိုင်ငံရေးမှာနော်နိုင်ငံရေးတန်တမာရေးတွေမှာဒီလောက်ကြိုးစားနေတော့ညာလည်းပဲစီရေးမှာနည်းနည်းယုံကန်နေရတဲ့အတိုင်းအတာတွေရှိတယ်အဲ့တော့အဲ့လိုယုံကန်မှုတော့ကသူ့အနေနဲ့လည်းဆက်လက်ပြီးကြိုးစားရှာပါတယ်ကျွန်တော်ကျွန်တော်ပြီးခဲ့တဲ့ခေါက်ကပြောခဲ့သလို satellite တို့နော်အဲဒီဆက်သွယ်ရေးဂျိုးထူပေါ့ဗျာနော်အဲ့လိုမျိုးတွေအဲဒါတွေကိုလည်းတည်တည်ချာချာသူစီမံဆောင်ရွက်နေသလိုသူ့အတွက်ကလည်းအကောင်းဆုံးစူးစမ်းနေသလိုခမရတို့အတွက်ကလည်းအကောင်းဆုံးစူးစမ်းနေကြမှာပဲ ကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့ဗျာနော်အဲဘသူကဖြစ်ဘသူကိုကြော်သွားကြော်လွှားသွားနိုင်မလဲဆိုတာတော့စောင့်ကြည့်ရတာပေါ့အဲ့တော့ဟုတ်ပြီအဲကျွန်တော်တို့အခု regional level ကနေပြီးတော့ကျွန်တော်တို့ global level ဆက်တက်နိုင်ဖို့လဲစူးစမ်းကြပါခင်ဗျားတို့စေသွေးကြွားတွေအနေနဲ့ကလည်းခင်ဗျားတို့ရဲ့လမ်းစဉ်တိုင်းမှာခင်ဗျားတို့ဆက်လျှောက်မှာပဲဖြစ်တယ်အခုဆိုရင်ဒီငလျင်မော့ငလျင်ဒန်ကြောက်ဒီငလျင်ဒန်ကြောက်ဒီ umen online နဲ့ နော်ခုဆိုရှင်ကပ္ပကောင်းဆောင်နဲ့အားလုံးကဆက်ဆံစကားပြောနေရတယ်အဲ့တော့နောက်ဆုံးပိတ်ဘယ်ကိုဥတီလာသေးစေတယ်လဲဆိုတဲ့ခါကြတော့မိမိပတ်ဝန်းကျင်အဓိကကျွန်တော်ပြောပြမယ်နော်ဟိုနိုင်ငံတစ်ခုအတွက်အရေးကြီးတာကမိမိနိုင်ငံကပြည်သူထောက်ခံမှုရဖို့နံပါတ်1ချက်လိုတယ်နံပါတ်2ချက်ကမိမိနိုင်ငံကပြည်သူထောက်ခံမှုရလို့ရှိရင်ကျွန်တော်တို့ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ထောက်ခံမှုရဖို့လိုတယ်ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ထောက်ခံမှုရလို့ရှိရင်ဒေသတွင်းနိုင်ငံတွေရဲ့ထောက်ခံမှုရလို့ရှိရဖို့လိုတယ်ဒီ၃ခုသာရှိထားမယ်ဟေ့ဆိုလို့ရှိရင် ဒီနိုင်ငံကနောက်ထပ် global level အဆင့်ကိုဆက်သွားဖို့ဟာမခက်ခဲတော့ဘူးဖြစ်တယ်အဲ့တော့အခုဆိုရင်ဒါဦးမင်း online နဲ့ပေါ့နော်အာကျွန်တော်တို့ဒီငလျင်နဲ့ပတ်သက်ပြီးတော့နိုင်ငံတကာအစိုးရတွေဆက်ဆံလာရပြီဒေါ်နယ်ထရန့်မေးတယ်လေမြန်မာနိုင်ငံကကူညီမလားကူညီမယ်တဲ့မြန်မာနိုင်ငံကစကားပြောပြီလားဆိုတော့သူစကားကိုတစ်ချက်လေးထိန်းသွားတယ်ဟုတ်တယ်ကျွန်တော်ပြောပြီးသွားပြီတဲ့အာကျွန်တော်တို့သူကပထမပြောချင်တာကအစိုးရနဲ့စကားပြောပြီးပြီလို့မပြောတော့ဘူးဘာကြောင့်လဲဆိုရှင် ကျွန်တော်တို့နိုင်ငံနဲ့စကားပြောနေပါလေဆိုတော့အဲ့တော့ဒေါ်နယ်ထရန့်ကိုယ်တိုင်တရားတစ်ခုကတော့ဥမင်းအွန်လိုင်းကိုဖုံးဆက်ပြီးစကားပြောခဲ့ပုံရပါလေအဲ့တော့အဲသူတို့နိုင်ငံနဲ့စကားပြောရမယ်ဆိုတော့အဲ့တော့အခုဒီနေရာမှာကျွန်တော်တန်ငင်းတမန်ခင်ပေါ့ဒီနိုင်ငံတကာရေးရာတရားဝင်မှုပြိုင်ဆိုင်တဲ့ဥမင်းအွန်လိုင်းနဲ့ဥမင်းအွန်လိုင်းရဲ့နာဆာကနဲ့ဒီ NUG အုပ်စုလို့ဟာဆိုလို့ရှိရင် NUG အုပ်စုကအခုဆိုရှင်လုံးဝလုံးဝအလဲထိုးခံလိုက်ရပါပြီနော်အလဲထိုးခံလိုက်ရပြီရှေ့လျှောက်လေနိုင်ငံတကာဒီဘလိုခေါ်မလဲဆိုတော့အဖွဲ့အစည်းတွေက လက်တွေ့ကြသောတန်ထမှန်ဆက်ဆံရေးကိုသာအဓိကဦးစားပေးတော့မှာပါ pragmatic လို့ခေါ်တယ်တကယ်လက်တွေ့ကြကြပါเนาะကျွန်တော်တို့ဒီ ideological ဘက်ဆိုင်ရာပေါ့ဒီလိုမျိုးတန်ထမှန်ဆက်ဆံရေးတွေကိုအဲ့လောက်ဒီဦးစားပေးတော့မှာမဟုတ်ဘူးကပ္ပဒီစီရေးစီရနိုင်ငံရေးအချင်းရာတွေအားလုံးကပြောင်းလဲနေတဲ့အတွက်ကြောင့်မလို့အခုကပ္ပမှာအပြိုင်အဆိုင်မဲဆွေနေရပါလားအရင်တုန်းကမိတ်ဆွေအခုဆိုရန်သူဖြစ်သွားသလိုအခုရန်သူကလည်းအရင်ကမိတ်ဆွေဖြစ်သွားတယ်အဲ့တော့ အမေရိကန်ပဲကြည့်လေသူလောက်ဒီလောက်ထိသူချစ်နေရတယ်သူသူအရန်ချစ်နေတယ်သူလည်းအရန်ချစ်တော့ကနေဒါလိုနိုင်ငံမျိုးအီလိုနိုင်ငံမျိုးနဲ့မိတ်ဆွေရနေပြီးတော့တခါလေရန်သူတွေလိုသစိမ့်တွေလိုဖြစ်သွားသလိုပဲအခုဆိုရင်သူနဲ့အရန်မုန်းခဲ့တဲ့ဒီကျွန်တော်ပူတင်နဲ့ဒီရုရှားတော်မှာမိတ်ဆွေဖြစ်ပြန်ဖွဲ့ရတဲ့အစင်တွေမျိုးတွေအဲဒါမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှေ့လျှောက်နိုင်ငံရေးတန်ခိုးတမန်ခင်းနေမှာဘယ်သူကဘသူကိုအလဲထိုးသွားနိုင်မလဲဆိုတာကတော့ခင်ဗျားတို့တွေးကြည့်ပါကျွန်တော် တွေးခေါ်ဖို့ ဒီဝေးခွန်းလေးကိုကျွန်တော်ပေးခဲ့ပါတယ်ဟုတ်ပြီဒီနေ့ကျွန်တော်အတိအကပြောချင်တာကတော့အချင်းချုပ်ကြီးပြောမှာဆိုရင် Binstead Seaway တက်နေပါတယ် Binstead Seaway ဒီ regional level မှာတန်တမာရင်အရာနတ်ဆက်ကဒီအောင်မြင်ခဲ့ပါပြီထို့တူမဲခေါင်ဆက်ရီဂျင်မှာလည်းသူသွားတက်တဲ့အတွက်ကြောင့်မလို့တန်တမာရေးရ regional ဆိုတဲ့ဒေသတွင်းနိုင်ငံတွေနဲ့အဆင်ပြေခဲ့ပါပြီအဲသူအနေနဲ့ဒီအဆင့်တွေကြော်ပြီးဟဲ့ဆိုရှင်နောက်ထပ် global level လို့ခေါ်တဲ့ကျွန်တော်တို့ကုလသမဂ္ဂ level เนาะ ASEAN level တွေအားလုံးကလည်း ီရွေးကောက်ပွဲပြီးသွားတာနဲ့ဒါတွေအားလုံးကိုရှိုက်ဖို့အလဲထိုးနိုင်မယ်လို့သုံးသပ်လို့ရတယ်။စီရီးမှာနည်းနည်းယုံ간နေရတယ်ရှိတယ်။အဲ့ဒါကိုလည်းကျွန်တော်အနေနဲ့သုံးသပ်ပြခဲ့ပြီးဖြစ်တယ်။အဲ့တော့ NUG နဲ့ NASA ကတန်ငင်းတမန်ခင်နိုင်ငံရေးရတယ်မှာ NASA ကတော့အလဲထိုးလိုက်ပါပြီ။ကျွန်တော်တို့ဒီခင်ဗျားတို့စစ်သွေးကြဒီလက်နက်ကိုင်သဘုံအများအားလုံးလဲဒီဒီခွေကိုခင်ဗျားတို့ပဲကြော်နိုင်မလား NASA ကပဲကြော်သွားနိုင်မလားဆိုတော့ရင်းခုန်စရာကောင်းပါလား